โอเคအဲ့တော့ hobby business တွေကောင်းချိုးတွေရ happiness ပျော်ရွှင်စရာအာပျော်စရာကောင်းနေနောက်တစ်ခုက extra income extra income လေးရနေပြီးတော့ financial freedom ဆိုတဲ့ stage အထိကိုရောက်နိုင်တယ်အဲ့တော့ကိုမသိနိုင်ဘူးအမလည်းမသိခဲ့ဘူးအမဒီလမ်းကြောင်းလေးအမလျှောက်တဲ့ဒီလမ်းကြောင်းလေးရဟိုတလ income ကိုရာနေချီဖြစ်လာနိုင်နေဆိုတဲ့ဟာကိုအမလည်းမသိခဲ့မသိခဲ့ဒီတိုင်းမဲ့ပျော်လို့စလိုက်တာအဲ့တော့ဒီတည်းကလူတွေလည်းမသိနိုင်ဘူး ကိုကဒီတိုင်းလေးပဲပျော်လို့ဆိုပြီးတော့ထထုတ်လိုက်တဲ့အလုပ်လေးရလीကိုကို income နေ financial freedom ဖြစ်တဲ့အထိ income နေရလာနိုင်တယ်လို့ကိုလည်းမသိနိုင်ဟုတ်လားအဲ့တော့ပြောချင်လဲကောင်းမယ် extra income လေးတွေရရင်လည်း financial financial freedom ဖြစ်တဲ့အထိအထိလည်းဒီလမ်းကြောင်းကရောက်သွားနိုင်တယ်နောက်တစ်ခုကကျတော့ self fulfillment self fulfillment ဖြစ်တယ်ဆိုတာကစိတ်ကျေနပ်စရာကောင်းတာပေါ့ကို life ကိုကိုကျေနပ်တယ်ကိုယ်ပွားမှာ fulfillment ဖြစ်တယ်လို့ခံစားရတယ်။နောက်တစ်ခုကကျတော့ independent ဖြစ်တယ်လွတ်လပ်တယ် အဲ့တော့အမှန်ပဲလွတ်လွတ်လပ်လပ်နဲ့အလုံးလုံးနိုင်တယ်လွတ်လပ်လပ်နဲ့အလုံးလုံးနိုင်ဒါသူ့ရဲ့အာသာချက်တယ်အဲ့တော့အလုံးပဲယူထားတဲ့နှုတ်ဆောင်လေးတွေမှာအရင်ဆုံးဘာဆောက်လောက်အောင်ပါလဲဆိုတော့ဝါသနာကိုရှာရအောင် what is your hobby ကိုယ့်ရဲ့ဝါသနာကဘာလဲကိုယ့်ရဲ့ဝါသနာကဘာလဲအဲ့ဝါသနာကိုဘယ်လိုရှာမလဲအဲ့တော့ follow your heart ဆိုရဲစာစာကြောင်းလေးကြားဖို့မယ်တင်တယ်နော် follow your heart နှလုံးသားနောက်ကိုလိုက်ပါ လူတွေကတခုခုလောက်တော့မယ်ဆိုရင်လေသူများကိုပတ်ပေးတယ်ငါဘာလုပ်ရင်ကောင်းမလဲငါစီးပွားရေးတခုခုလောက်ချင်တယ်ငါဘာလုပ်ရင်ကောင်းမလဲအဲ့လိုလိုက်မေးတတ်တယ်ဒီလားဒါမှမဟုတ်ကိုယ့်ရဲ့ဆရာသမားတွေကိုလည်းပတ်မေးတတ်တယ်တကယ်နဲ့မမေးရမေးပဲနဲ့ဘသူ့ကိုမေးရမှာလဲဆိုကိုကိုကိုမေးရကိုကိုကိုမေးရကိုဘွားမှာဒီထဲမှာကိုဝါသနာပါရာကိုတိတိကျကျတိတဲ့လူလည်းရှိရင်ရှိမယ်မရှိသေးတဲ့လူလည်းရှိရင်ရှိမယ်အဲ့တော့ကို life မှာကိုဝါသနာပါရာကိုဘယ်လိုသိနိုင်လဲဆိုတော့ ကိုကအလုတ်တစ်ခုလုတ်တဲ့အခါမှာအဲ့ဒီအလုတ်ကိုလုံနေရရင်လေထမင်းမေဟင်းမေတလောကလုံးမေအဲ့လောက်ထိဇံဝင်စားစွာနဲ့စိတ်ဝင်စားတဲ့အလုတ်မျိုးတွေရှိတယ်။အဲ့ဒါကိုရဲ့ဝါသနာဖြစ်နိုင်တယ်။ကိုရဲ့ passion ဖြစ်နိုင်တယ်။တနည်းအားဖြင့်ဝါသနာကိုရှာမယ်ဆိုတာ passion ကိုရှာမယ်လို့ပြောချင်တာပဲ။ passion ကိုရှာတာပဲပေါ့နော်။အဲ့တော့ passion ဆိုတဲ့စာလုံးလေးကစိတ်အားထက်သန်မှု။ ဘလောက်ထိဆရာထက်တန်မှုလဲဆိုတော့အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာအလုပ်လုပ်နေရတယ်လို့ခံစားမှုပျောက်သွားတဲ့အထိစိတ်ဝင်စားစွာနဲ့ဇန်ဝင်စားစွာနဲ့လုံးဝကိုဟိုနစ်မြုပ်နေရပါဘူးဒီလောက်မှာစိတ်ရောလူရောနစ်မြုပ်ထမင်းမေဟင်းမေလုံနိုင်တဲ့အထိကိုစိတ်ဝင်စားတဲ့အလုပ်တွေရှိရင်စာရွက်ပေါ်မှာခြာရေးကြည့်ပါခြာရေးကြည့်ပါဘာဖြစ်ဖြစ်ရတယ်အဲ့ဒီအရာဘာဖြစ်ဖြစ်ရတယ်အဲ့တော့ဒီလိုမေကွန်းတွေကိုစဉ်းစားတဲ့အချိန်မှာ ကလေးအုံနောက်နဲ့စဉ်းစားလူကြီးအုံနောက်ကိုခဏမိထားလိုက်ခဏဖျောက်ထားလိုက်သိလားငငယ်တော့ကခေါင်းအုံတိုက်ပွဲရလဲလေဒါတော်တော်ကြီးရဲ့တိုက်ပွဲပဲသိလားခုံလေးတွေကိုထက်လိုက်ထက်လိုက်တာလဲဒါတောင်တောင်ကုန်းကြီးတွေကိုကြောဖြတ်တယ်လို့မျိုး feeling နဲ့ငါတို့ရှင်တန်းခဲ့အဲ့အုံနောက်ကတစ်ခါတလေမှအလုပ်ဖြစ်တယ်အလုပ်ဖြစ်တယ်အဲ့တော့လူကြီးဖြစ်လာတဲ့အချိန်မှာရှိလာတဲ့အားကောင်းလာတဲ့စင်ညုံတရားတစ်ခါတလေကိုတွေအတွက်အနောက်ရှက်ပြန်ဖြစ်နေတတ်တယ်စဉ်းစားတဲ့အခါမှာ ကွာဓာကြီးဖြစ်ချင်တာဒါပေမဲ့နောက်ကဆင်ញုံတရားကလေအဲမေကုံမောင်းများစွာနဲ့အဲ့ဖြစ်ချင်တာလေးအကုန်လုံးပယ်တက်ပြီးတော့ဆင်ကျင်နေရတဲ့ဘဝအရှိမရောက်တော့ဒီလားအဲ့လိုလည်းဖြစ်နေတယ်ဟဲ့လားအဲ့လိုလည်းဖြစ်နေတယ်နော်အဲ့တော့ငါ marketing ရလည်းလုပ်ချင်တယ်အာငါ့ကိုဒီချိန်မှာ marketing လုပ်လူတွေကဘာပြောလဲမသိပြီးတော့ဟို marketing လည်းမလုပ်ဘဲနဲ့စိတ်ရကြိတ်ရအောင်လဲကြောက်ပြီးတော့မရောရောလို့ထိုင်អော်အဲ့အဲ့ကွက်တွေဖြစ်ကုန်မနော်အဲ့အဲ့လိုလုပ်လို့မရဘူးအဲ့တော့ကိုယ့်ရဲ့ဒီ passion ကိုယ့်ရဲ့ဝါသနာကိုလုပ်ချင်တဲ့အရာစိတ်ကူလောက်ချရည်ကြည့်ပါစိတ်ကူနော်စိတ်ကူပြည့်အောင်ကြီး ကိုဘာလေးဝါသနာပါလဲတမီးကစာဖတ်ရတာဝါသနာပါတယ်အများကြီးမစဉ်းစားနဲ့ပြောချက်ကောင်းတာလေးချရည်လိုက်ဘဝမှာလုံရင်းကန်ရင်ပျော်နေတဲ့ခံစားချက်ဖြစ်စေတဲ့ကိစ္စလေးတွေကိုချရည်လိုက်အဲ့ဒါဝါသနာပဲအချရည်တဲ့အစင်ချရည်တာလေးပတ်စံလည်းမကုန်ဘူးကွာတည်လားချရည်ရပတ်စံလည်းမကုန်ပြီးတော့ဒီရဲ့လူတွေဘယ်သူမှလည်းမမြင်ရဘူးကွာရှောက်ရေးလို့ရတယ်စိတ်တက်လောက်ရှောက်ရေးလို့ရတယ်အဲ့ဒါအကောင်းပြောတာအဲ့အဲ့ဒါကိုအဲ့ဒါကိုရေးရဲတဲ့အစင်ကိုအရင်ကြော်ဖြတ်တည်လားဟိုဖြစ်နိုင်ခြေတွေမဖြစ်နိုင်ခြေတခုမှထဲမတွန်းနဲ့အကုန်ဖြစ်ချင်တာလေးမှမရအကုန်ရေးပဲအကုန်ချရည်လိုက် အဲ့တော့မစာဖတ်ရတာဝသနာပါတယ်ဖြစ်နိုင်ရင်စာဖတ်ရတာဝသနာပါတယ်ဟုတ်လားစာရေးရတာဝသနာပါတယ်ရတယ်လေအမလည်းဝသနာပါတယ်စာရေးရတာဝသနာပါတယ် now စကားပြောရတာဝသနာပါတယ်ရတယ်အသေးစိတ်ကိုအာယုံဆိုင်ပြီးတော့ management လုပ်ရတာကြိုက်တယ်အဲ့ဒါလည်းရတယ်ဘာလုပ်ရတာကြိုက်ကြရစာသင်ရတာကြိုက်တယ် public speaking ဝသနာပါတယ်သူများကိုဆရာလုပ်ရတာဝသနာပါတယ်အဲ့ဒါလည်းဝသနာပဲနော်မထင်နဲ့အဲ့ဒါလည်းဝသနာပဲဒီလား follow your heart now ကိုနီးမဲ့လမ်းမှန်မှန်မှန်ကန်ကန်နဲ့ like နိုင်ရင်ပတ်စံရှာလို့ရတယ်ဆက်ရှာလို့ရတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ခြာရည်ပါခြာရည်ပါအဲ့တော့ခုနကပုံလေးကိုလည်းပြန်ပြမယ်၁၀ခုခြာရည်နော်၁၀ခုပြည့်မှရမယ်၁၀ခုပြည့်မှဖြစ်မယ်အဲ့တော့ဒီမှာဆိုရင်ဒီပုံလေးမှာဆိုရင်ဒီမှာစာရည်ရတာဝန္ဒနာပါတယ်ဓာတ်ပုံရည်ရတာဝန္ဒနာပါတယ်ပကြီးဆွဲရတာဝန္ဒနာပါတယ် ဟမ်မက်ကလေးတွေလောရတာဝါသနာပါတယ်။တစ်ပင်ဆိုင်ရတာဝါသနာပါတယ်။ဒီမှာထည့်တာအစားစားရတာဝါသနာပါတယ်အဖွဲ့တောင်ရှိရနော်။အစားစားရတာဝါသနာပါတယ်။ရုပ်ရှင်ကြည့်ရတာဝါသနာပါတယ်ဟဲ့လား။အော်ဟိုမှာပါလဲအဘွားပေးနေတဲ့ပုံလေးရလေ။ချစ်ရတာဝါသနာပါတယ်အဲ့လိုလည်းမဟုတ်ဘူးနော်။အောက်မှာဟင်းချက်နေရလေးလည်းမြင်အောင်ကြည့်ပါနော်။ပုံမှာအဘွားပေးနေရလေးပဲကြည့်ပြရအောင်။အဘွားပေးရတာငါဝါသနာတွေပဲဖြစ်ကုန်။အော်ဟင်းချက်နေတာလေးကိုပြတာဟင်းချက်ရတာဝါသနာပါတယ်ဒါမဲ့တော့အဲ့ချက်ရတာဝါသနာပါတာကလည်းအလုပ်ဖြစ်နိုင်တယ်နော် မင်းတို့ surprise kit လုပ်ငန်းတွေကအဲ့ဒါချစ်ရတာဝတ္တနာပါတဲ့ဇလန်းအစတာပဲတိလား surprise gift box တွေလေဘသူ့ကို surprise gift ပေးပြီးစောက်တွေပေးပါတယ်ရုပ်တွေပေးပါတယ်ဆိုတာအဲ့ဒါအဲ့ဒါလုပ်ငန်းတွေပဲအဲ့မအောင်မြင်တဲ့လုပ်ငန်းဆိုတာမရှိဘူးတဲ့လုံနီးပဲလို့တာလုံနီးပဲလို့တာတိလားမအောင်မြင်နိုင်တဲ့ဝတ္တနာပါရာစီးပွားရေးဆိုတာမရှိဘူးလုံနီးပဲလို့တာ ဒီလားလုံနည်းပဲလို့ရအဲ့တော့အဲ့ဒါကိုနောက်ွယ်ရနောက်ွယ်ရဖြစ်ပါမလားဆိုတာခဏခောက်ထားလိုက်ခောက်ထားပြီးတော့ကိုဝါသနာပါတဲ့ကိုပျော်တဲ့အရာလေးကြီးခြိုက်ပါခြိုက်ပါဘာဖြစ်ဖြစ်ရရဘာဖြစ်ဖြစ်ရရဆယ်ခုခြိုက်ရနော်အရေးကြီးရနော်ဆယ်ခုပြည့်ဖို့အရေးကြီးရဆယ်ခုပြည့်မှအမနောက်နောက်နောက်ပိုင်းသွားရမယ် step တွေကိုဆက်ပြီးဆက်လို့ရမှာဆယ်ခုပြည့်ရင်အသေးလေးတွေနှိပ်ပါဆယ်ခုလောက်ခြိုက်ပြီးလိုက်ရှောက်ရေးပြီးလိုက်ဘာမှမဖြစ်ဘူးရှောက်ရေးလိုက်ဘာမှမဖြစ်ဘူးနော် ဒါ hobby ဆိုရဲစာလုံးလေးစပြီးတော့သွားပြီအဲ့အဲ့၁၀ခုထဲမှာလေကိုယ်သဘောအကျဆုံး၅ခုလောက်ရွေးထုတ်လိုက်ပါသဘောအကျဆုံးသဘောအကျဆုံး၅ခုလောက်ကိုရွေးထုတ်လိုက်သဘောအကျဆုံး၅ခုသဘောလေးကြရမယ်လက်ရှိလေးဖြစ်နိုင်ရမယ်အဲ့လိုအရာလေးတွေရွေးထုတ် မတမီးကတပုတ်ဆရာဖြစ်ချင်တာကင်မရာတော့မရှိဘူးအဲ့လိုတော့မရအောင်လေတည်လားကင်မရာတော့မရှိဘူးနော်တမီးကဂီတာတီးတက်ချင်တာဂီတာတော့မဝယ်ရသေးဘူးဆရာမရေအဲ့လိုတော့မရဘူးဗောနော်အဲ့တော့ဟိုကိုလက်ရှိလဲ realistic ဖြစ်ပြီးတော့ကိုတကယ်လဲပျော်ပြီးကြိုက်တဲ့အလုပ်ကလေးတွေကိုဆွဲထုတ်လိုက်၃ခုလောက် uh sorry ၅ခုလောက်ဆွဲထုတ်လိုက်ဗောနော်၅ခုလောက်ဆွဲထုတ်လိုက်မတချို့ဝါသနာတွေကပတ်စံတန်းရှာလို့ရတယ်မကွာဟင်းချက်တာကြိုက်ဟင်းချက်ရကြိုက်ရင်စပြီးစမ်းချက်ကြည့် စမ်းချက်ချင်းပြီးအင်အားလူတွေကိုအရင်မြည်ကားဒီလားအင်အားလူတွေကဟာကောင်းနေဟဲ့လားတငယ်ချင်းတွေကိုရှောက်ကြွေးဟေးကောင်းလိုက်တာနင့်လည်းအဲ့လောက်ကောင်းမှငါမသိခဲ့ဘူးအကျန်ဆရောင်းတော့ရောင်းလို့ရတယ်ဒီလားရောင်းရောင်းလို့ရတယ်ပဲနော်အဲရောင်းလို့ရတယ်ပြီးရင်နောက်တစ်ခုကဟိုဗာလေတမိကစာရေးရတာဝါသနာပါတယ် page ထောင်းလေ page ထောင်း blog တစ်ခုထောင်းဒါမှမဟုတ်ကိုယ့်အကောင့်မှာကိုယ့်အကောင့်နဲ့ရှိရတဲ့လူတွေကိုဖတ်ခိုင်း ဒီလားကိုရဲစာရယ်တက်လာလိမ့်မယ်ဟုတ်တာရယ်မဟုတ်တာရယ်အမဆိုအမဆိုသူများစာမဖတ်ဘူးအမစာပဲသူများကိုပေးဖတ်တယ်ဟဲ့လားတနေ့တနေ့စာရယ်ထိုင်ကိုဝေါ်ထဲမှာကိုနေကိုရေးချင်တာရယ်ထိုင်ရယ်အဲသူများတွေကဖတ်လိုက်တယ်လို့အမတော့မလေးဟိုကိုကိုကိုဆုံးမဖို့လိုအပ်လာပြီဆိုကိုကိုဟိုဆုံးမစာရယ်ရေးရယ် အဲ့သူများရဲ့ထင်တာသူတို့ဆုံးမနေမော်အမကူမဆုံးမကိုကဆုံးမလားအင်းဟိုဘာကိုကဝိုင်းစီရဲဆိုလေအာမဟုတ်ကြီးစာရေးလိုက်လို့တတိကက်ကုန်ပြီအမှန်တော့အမဟုတ်ကြီးလေတတိကက်နေတဲ့အချိန်မလို့စာရေးတိုက်ရင်စာရေးတိုက်ရင်ဒီလားကိုကကိုစိတ်သက်တွေကြာလာပြီဆိုရင်ကိုကကို motivation စာရေးရေးရလားအဲ့ကျသူများတွေကအာသူတို့ motivation ပေးရလို့ထင်မဟုတ်အမှန်ကိုကကိုစိတ်သက်တွေကြာလာအဲ့စာရေးရတယ်အဲ့အဲ့အဲ့လိုဝါသနာပဲအဲ့စာရေးနဲ့ပတ်ဆက်ရနိုင်လားရတာပေါ့စာရေးနဲ့လည်းပတ်ဆက်ချင်လို့ရတာပေါ့ဟဲ့ အမအစောက်တိုက်တော်တော်များများလလဆက်သွယ်တယ်စောက်ထုတ်ဖို့လေသူတို့သူတို့ထုတ်ပေးမယ်ပေါ့နော်သူတို့ထုတ်ပေးမယ်အမရေကွန်တန့်နေသူတို့ဟိုဖြစ်ပေးပေါ့အဲ့ပဲမလှည့်ရသေးဒီနှစ်ထဲတော့လုပ်ပေါ့ဒီနှစ်ထဲရောလုပ်မယ်စဉ်းစားတာအဲ့စာရေးနေလည်းပြန်ရနိုင်နေစာရေးနေလည်းပြန်ပြီးတော့တချို့ကစာဖတ်ရတာကြိုက်စာဖတ်ရင်လည်းပြန်ရနိုင်လားရနိုင်တာပေါ့ဘယ်လိုရနိုင်လဲ review တွေရေးလေ review တွေရင်အဲစာအုပ်တွေလကားပါရလိမ့်မယ်အဲ့ဒါတကယ်ပြောတာအမရင်တော့လုပ်ဘူးလေစာအုပ်တွေဖတ်ကိုအကြိုက်ဆုံးရဲ့စာအုပ်တွေ review တွေရေး review ရင်အမစာရေးဆရာတွေကကိုစောက်တွေပို့စောက်တွေပို့ပေးအဲအကျန်ကစောက်လဲလကားဖတ်ရတယ် review လေးရေးပြီးနောက်ဆိုပြန် download လုပ်ရတယ်လားအဲကြတော့အမတမိကချစ်ရတာဝါသနာပါတယ်အဲချစ်ရတာဝါသနာပိုင်းရောပြန်ရနိုင်လားရနိုင်နေရနိုင်နေတည်လားချစ်နေကိုလိုပဲချစ်ချင်တဲ့လူတွေကိုလေချစ်ခွင့်ရအောင်လုပ်ပေးရင်လည်းပြန်ချလို့ရတယ်တည်လားပြန်ချလို့ရတယ်အဲ့တော့အားလုံးစောက်ထဲမှာချရေးလိုက်ပါနေရာတိုင်းမှာပြန်နေပြီပဲအဲ့တိုင်းချရေးလိုက် ဆောက်ထဲမှာလေခြိုက်တယ်နေရာတိုင်းမှာပတ်ဆက်နေပြီပဲ